ကျမ်းစာဗဟုသုတပဲရှိပြီးမှဝိညာဉ်တော်မပါတဲ့တရားဟောဆရာတွေဟာ AI နဲ့ပြန်လာလို့ရှိရင်တော့ထိုင်ငိုလို့ရပါပြီ။ယုံကြည်သူတယောက်ရဲ့ရှေ့မှာကျွန်တော် ChatGPT ကိုသုံးပြီးတော့ဟာသူကကျွန်တော်ကိုလိုက်တော့ပြောတယ်။ဆရာတဲ့။နင်ဘာလို့ Anticrete ရဲ့လမ်းစဉ်ကိုလိုက်နေရလဲ။အဲ့ဒါကျွန်တော်တူပြောတယ်။ဘာဖြစ်လို့လဲဆို။ဒါ AI နေ Anticrete ရဲ့လမ်းစဉ်ကိုလိုက်နေရလေတဲ့။ဖခင်ရဲ့အလိုနဲ့စန့်ကျင်တယ်။ဒါကျွန်တော်လည်းတူပြောပါတယ်။ကျွန်တော်ကလိလာတဲ့နေဟာလိလာတာပါ။တခြားအရင်မသိဘူး။ တော့ကျွန်တော်ကျန်းစာနဲ့ပတ်သက်တဲ့အရာတွေလေ့လာလို့ရတယ်အခုအစမ်းအနေနဲ့ကျွန်တော်တုံးပြမယ်ခဏပေါ့နော်အဲ့တော့ဒီမှာကျန်းစာရဲ့သာရဖျားတမကျန်းနောက်ခံတမိုင်းအကြောင်းလေးပေါ့နော်အဲကျွန်တော်ရှာလိုက်မယ်ကဲဟောတလားဒါကျန်းစာရဲ့တမိုင်းနော်အဲ့တော့ဒီမှာသူပြောထားတယ်တမဟောင်းကျန်းရှိမယ်အဲတမတိကျန်းရှိမယ်သူဘလူတွေရေးထားတယ်ဆိုတဲ့အကြောင်းလေးဒါအ ਨੇ ချင်းပေါ့နော်ပြောထားတယ်ကဲဟုတ်ပြီအဲ့ဆိုရင်ထပ်ပြီးတော့ယုံကြည်သူတွေတိတ်ကိုတဘောကြတဲ့အရာလေးတစ်ခုထပ်ရှာပြမယ် မစိုးရိမ်နဲ့လို့ကျန်းစာမှာဘယ်နှလုံးပါလဲအဲရှားကြမှာနော်အေးအမတက်လာတက်လာမစိုးရိမ်နဲ့ဆိုတာကျန်းစာမှာ365လုံးခန့်ပါတယ်လို့เนาะဒါခမန်းထားတယ်ပြီးကျန်းချက်ပါပါတယ်ကြည့်အမတက်အမတဲခန်းကြီး6အာဖတ်တဲ့ဖြစ်ပေါ့နော်ဒါအများကြီးပါနောက်တစ်ခုထပ်ချပြဒါရဘုရားဤနာမတော်များကိုဖော်ပြပါနာမတော်နော်ဟောတက်လာကြည့်ဟေဘီယဲလို့ ယာဝေထမြောက်ရခြင်းဘလောက်ဘလောက်ကြည့်เนาะပြီးရင်အီလိုဟင်းဩပြီးရင်ယေဟောဝါရိရေညမှာယေဟောဝါရာဖာယေဟောဝါနစ်စီယေဟောဝါရှလောဟီရဲစာပါပါเนาะအဲ့တော့တော်လေးအတုံးတက်ပါတယ်ကျွန်တော်စာအုပ်လည်းဖတ်တယ်ဒါချက်ချင်းပြီးလည်းနည်းနည်းသုံးနေပါတော့နော်အဲ့တော့ဒီမှာထပ်ပြီးတော့ပညတ်တော်ဇေဘာအပြင်တခြားပညတ်ဘယ်နှခုရှိလဲအဲရေးလိုက်မယ်နော် ညက်တော်ဆယ်ပါအပြင်တခြားထုတ်ထားတဲ့ပညက်က633ချက်ရှိအပြင်စာအုပ်မှာလေ့လာရတယ်ဒီချက်တွေပါတယ်เนาะအမကြီးရေးထားတဲ့အဲတခြားအရာတွေကြည့်မနေဘူးเนาะအဲ့တော့ AI ကအလုံးတော့ခိုင်းလို့ရနောက်ဆုံးတရားဟောတဲ့ဗီဒီယိုတွေကျွန်တော်တို့ AI နဲ့ဟောတာတွေလည်းမြင်ဘူးမှာပါဒီလိုပြောလို့ Chat GDP ကိုဖျားတက်ကြည့်တယ်လို့အမွန်းတင်တာမဟုတ်ပါဘူးကျွန်တော်တို့ဒါအထောက်အကူလေးဖြစ်တဲ့အရာတစ်ခုအနေနဲ့ကျွန်တော်သုံးတယ်ဆိုတဲ့အရာလေးကိုပြောပြချင်တာဖြစ်ပါတယ်เนาะအဲ့တော့တစ်ခုပြောချင်တာက ကျမ်းစာဗဟုသုတပဲရှိပြီးမှဝิญဉ္ဇောမပါတဲ့တရားဟောဆရာတွေဟာ AI နဲ့ပြန်လာလို့ရှိရင်တော့ထိုင်ငိုလို့ရပါပြီ။အဲ့ရောက်တဲ့နေ့ကောင်းရှိပါစေ။